မင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့အတွက်နေ့နေ့ကင်းထီတွေ့ရှိထားတဲ့သတင်းတွေကမှထူးခြားသတင်းတွေကိုရွေးချယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးခြားသတင်းတွေကတော့အကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲနောက်ဆက်မှုနဲ့ဖမ်းဆီးထားတဲ့ပြည်သူစုစုပေါင်း88ဦးထိရှိလာခဲ့တယ်ဆိုတဲ့သတင်းဒါဟီသမရမင်းအွန်လိုင်းကငါခွဲဦးစည်းချုပ်မင်းအွန်လိုင်းကိုမြို့နယ်63ခုမှာစေုပ်ချုပ်ရေးဆက်လက်ကျင့်သုံးဖို့အာဏာပေးအပ်လိုက်တယ်ဆိုတဲ့သတင်း မြန်မာဂျမ်းမတ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအာဆီယံနေနဲ့လေးလာဆောင်ကြည့်သူဆေလွတ်မှာမဟုတ်လို့ဖိလစ်ပိုင်သမ္မတအာဆီယံဥက္ကဋ္ဌအသစ်ပါတီနန်အာဘန်ကိုဂျူနီယာကအတည်ပြုလိုက်တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေနဲ့ ဖမ်းဆီးထားတဲ့ပြည်သူစုစုပေါင်း88ဦးအထိရှိလာတယ်ဆိုတဲ့သတင်းမှာအကြမ်းဖက်စစ်တပ်ကဝါရဖြန့်အလိန်ညာဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများကိုဝေဖန်မှုနဲ့ဒရိုက်တာတက်လွင်ခေါ်တဘူထွန်းတက်လွင်ကိုဖမ်းဆီးခဲ့ကြောင်းရေကောက်ပွဲနောက်ဆက်မှုနဲ့ဖမ်းဆီးရေးယူမှုဖြစ်ကြောင်းကိုအကြမ်းဖက်စစ်တပ်ကထုတ်ပြန်ထားခဲ့ပါတယ်စစ်တပ်ရဲ့ခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများရေကောက်ပွဲဆိုင်ရာအလိန်ညာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်မှာတဆင့်ဝေဖန်တယ်လို့ဆိုကဒရိုက်တာမိုက်တွီးခေါ် တန်ထွန်းစောဓပ္ပတယုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့အာသာတယုတ်ဆောင်အုံတိုင်းခေါ်စောမြင့်ရိုက်တာအောင်ချမ်းလူတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်သူများလို့ဆိုကာလက်ရှိချိန်ထိပြည်သူ88ဦးကိုဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရတဲ့လူတွေထဲမှာ မျိုးသား83ဦးနဲ့မျိုးသမီး5ဦးပါဝင်ကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်တပ်ကယခုနှစ်ကုန်ပိုင်းရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နှောက်ယှက်ဖျက်ဆီးလျင်ထောင်ဒဏ်3နှစ်မှ ောင်တန်းတက်တက်သကြုံနဲ့တေတံများချမှတ်နိုင်သောဥပဒေကိုယခုနှစ်ဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ရေကောက်ဘွဲကိုထိခိုက်စေနိုင်သူတွေကိုတိတိယောက်ယောက်ရေးယူဖို့ဆိုပြီးစစ်ကော်မရှင်ပြည်ထရေးဝန်ကြီးကလည်းပြောဆိုချိန်ညှောက်ခဲ့ပါသေးတယ်။ရေကောက်ဘွဲရဲ့လုံခြုံရေးကိုထိခိုက်စေနိုင်သူတွေကိုစုံစမ်းဖော်ထုတ်ပြီးတိယောက်စွာရေးယူဖို့စစ်ကော်မရှင်ရဲ့ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကသူ့ရဲ့ရဲတပ်ဖွဲ့တွေကိုပြောဆိုခဲ့တာပါ။ အထူးသဖြင့်စစ်တပ်ကပြည်သူများကိုဖမ်းဆီးရမှာရွေးကောက်ပွဲကိုနောက်ဆက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ခြင်းဥပဒေပုံမှန်23ကာကြီးဖြင့်အရေးယူလေးရှိပြီးတော့ရင်းပုံမှမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်ရဲ့စိတ်တည်တာကိုဖြစ်စေပြပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုမပြုလို့ရဘဲနဲ့အဆိုပါတားမြစ်ချက်ကိုပောက်ဖြက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင် ပို့သူကိုထောင်ဒဏ်အနည်းဆုံး3နှစ်မှအများဆုံး9နှစ်ထိဆမ်းမခံရမယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်။စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့ဥပဒေမှာရွေးကောက်ပွဲကိုပြည့်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပြုလုပ်ပါကအရေးယူမည်ဖြစ်ကြောင်းထိန်းချုပ်ခြင်းဟန်တားခြင်းမလျော်ဩဇာတုံးခြင်းနာကျင်စေခြင်းအပြင်းထန်နာကျင်စေခြင်းလူစုလူဝေးဖြင့်ကန့်ကွက်ခြင်းလူသေးဆုံးခြင်းများဖြစ်ပေါ်လာပါက ြစ်မှုကိုလိုက်၍အနည်းဆုံးထောင်ဒဏ်၃နှစ်မှအများဆုံးထောင်ဒဏ်တသက်တကြိုးနဲ့တေဒဏ်တို့ကိုချမှတ်မိဖြစ်ကြောင်းဖော်ပြထားပါတယ်။နောက်ထပ်ထူးခြားသတင်းတစ်ပုဒ်အနေနဲ့ယာယီသမရမင်းအွန်လိုင်းကကာကွယ်ဦးစီးချုပ်မင်းအွန်လိုင်းကိုမြို့နယ်63ခုမှာသေုပ်ချုပ်ရေးကိုဆက်လက်ကျင့်သုံးဖို့ထပ်မံအာဏာပေးအပ်လိုက်တဲ့ဆိုတဲ့သတင်းပါ။ဒိုင်သမရမင်းအောင်လိုင်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကိုတိုင်းနယ်ပြည်နယ်ကိုကုမှမြို့နယ်63ခုကိုဖျောက်ချုပ်ရေးဆက်လက်ကျင့်သုံးဖို့ အာနာပေးအပ်လိုက်တယ်လို့အော်တိုဘာ31ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ထုတ်ပြန်ကြေညာခဲ့တဲ့အမိန့်ထဲမှာမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကဥပဒေကဲ့သို့အာနာတီသောအမိန့်3မြင်းဆောင်2025ဖြင့်အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်းကြေညာထားတဲ့တိုင်းဒေသကြီးပြည်နယ်များမှမြို့နယ်များတွင်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်433ပုံမှန်ခွဲခါခွဲအရစေအုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ပြီးတော့လုံပိုင်ခွင့်တာဝန်များကိုတမတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လိုင်အားဆက်လက်အနှင်းလိုက်တယ်လို့ဖော်ပြထားပါတယ်။ဒီအမိန့်ကိုမင်းအောင်လိုင်ဗိုလ်ချုပ်မူကြီးယာယီတမရကထုတ်ပြန်တယ်လို့စာထဲမှာဖော်ပြထားပါတယ်။စစ်ကောင်းဆောင်က2025ဇူလိုင်31ရက်စွဲနဲ့တိုင်းနယ်ပြည်နယ်6ခုမှမြို့နယ်63ခုအားတရုတ်ချော်ရေးကျင်းပခဲ့ပြီးတဲ့နောက်အော်တိုဘာ31ရက်နေ့မှာသုံးမင်းဆောင်2025ကိုဒီအမိန့်ကိုထပ်မံထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ဒီအမိန့်ကအော်တိုဘာ31ရက်နေ့ကနေ နောက်ထပ်ရပ်ပေါင်း90အထိအတည်ဖြစ်တယ်လို့ဆိုထားပါတယ်။ဒီမြို့နယ်63မြို့တွင်တည်းမှာအေထိန်းချုပ်ထားတဲ့မြို့နယ်15ခုလည်းပါဝင်ပြီးတော့အဲ့ဒီမြို့နယ်တွေကတော့ပလက်ဝမောင်တော်ဝူဒီတောင် ရတိတောင် ပုံနာကျွန်းကြောက်တော်မြောက်ဦးပေါက်တော်မင်းပြမြေပုံအန်းရံပြေတောင်ကုတ်တန်တွဲနယ်ဂွားမြို့နယ်တို့ဖြစ်ကြပါတယ်ခင်ဗျာ။နောက်ဆုံးထူးခြားသတင်းဒီပုတ်ကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူစေလုံးမှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌအသစ် ဖိလစ်ပိုင်သမ္မတကအတည်ပြုလိုက်တဲ့သတင်းမှာမြန်မာစစ်တပ်ကပြုလုပ်မဲ့ရေကောက်ပွဲကိုအာဆီယံလေးလာစောင့်ကြည့်သူဖြေလုံးမှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်သမ္မတပါဒီနန်အာမာကိုစ်ဂျူနီယာကအတည်ပြုပြောဆိုလိုက်ပါတယ်၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့ပြီးမှမလေးရှားဘာနာမားသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခွန်းမှာပြောဆိုလိုက်ခြင်းဖြစ်ပါတယ်အရှိတော်အခြားနိုင်ငံများအသင်းအာဆီယံအနေနဲ့ဒီဇင်ဘာမှာကျင်းပမဲ့မြန်မာနိုင်ငံရွေးကောက်ပွဲကို လေးလာသူစေလုံးမှာမဟုတ်ကြောင်းဖိလစ်ပိုင်သမ္မတဖာဒီနန်အာမာဂိုဂျူနီယာက အတည်ပြုလိုက်ပြီးတော့အာဆီယံနိုင်ငံများအကြားမှာစစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမြင်များကွဲပြားနေကြောင်း၎င်းကဆိုခဲ့ပါတယ်။အာဆီယံကနိုင်ငံတစ်ခုချင်းစီအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကိုယ့်ဘာသာဆုံးဖြတ်ဖို့ပါပဲ။ရွေးကောက်ပွဲအတွက်အာဆီယံမှာဘုံရည်တည်ချက်တစ်ခုမှမရပါဘူး။ဘာလို့လဲဆိုတော့တွင်းနှမှုတွေမှာမတူညီတဲ့အမြင်တွေရှိနေပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဖိလစ်ပိုင်နိုင်ငံက ဘာလို့တင်လဲဆိုတာကိုကျွန်တော်ဆုံးဖြတ်ရပါလိမ့်မယ်။တခြားနိုင်ငံတွေဘာလို့လဲဆိုတာကျွန်တော်တို့စောင့်ကြည့်ပါမယ်လို့ပြောကြခဲ့ပါတယ်။အာဆီယံအနေနဲ့မြန်မာရွေးကောက်ပွဲကျင်းပမယ်ဒီဇင်ဘာ28ရက်နေ့မတိုင်ခင်မှာဘုံသဘောတူညီချက်တစ်ခုရရှိနိုင်သေးကြောင်းသို့တော့ဖိလစ်ပိုင်အနေနဲ့မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုလေ့လာသူဆေလွတ်ရန်သို့မဟုတ်အာဆီယံရဲ့ရည်တည်ချက်နဲ့တိုက်ညီရန်စဉ်းစားနေခြင်းရှိမရှိကိုဖော်ထုတ်ပြောဆိုခြင်းမရှိခဲ့ပါဘူးခင်ဗျာ။အာဆီယံအနေနဲ့ဒီစုံလုံးအနေနဲ့လုံးမယ်ဆိုရင်တော့ပူကောင်းနိုင်ပါတယ်လို့ရှင်းပြခဲ့ပါတယ်။ ်မြန်မာရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားမှာအမြင်ကွဲလဲမှုများရှိနေတော့လဲပွာချားချက်မှာမကြီးမားဘူးလို့ပြောခဲ့ပါတယ်။ဒါ့အပြင်2026ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌအသစ်ဖြစ်တာဝန်ယူမဲ့ဖိလစ်ပိုင်သမ္မတဖာဒီနန် အာမာဂိုဂျူနီယာကမြန်မာရေးအတွက်အတိုက်ခံများအပါအဝင်သက်ဆိုင်သူများအားလုံးနဲ့ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်းမြန်မာရေးမှာအာဆီယံအတွက်မကြက်သေးတဲ့အနာတစ်ခုဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။အခုပြောပြပေးသွားတာတွေကတော့ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်ထူးခြားသတင်းတွေဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ခဲ့ပေးပါအောင်